မင်မှုဆိုတာဟိုးအဝေးကြီးရဲ့တောင်ထိပ်တစ်ခုလိုပဲလက်လက်မမီနိုင်ဘူးလို့များခန်းစားနေရပါသလားအဲ့ဒီအတွေ့ရောခဏဖိဖဲ့ထားပြီးတော့လေထူးချုံမှုဆိုတာကိုနေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုပြောရင်အလျေချင်းတစ်ခုလိုဘလို့တိဆောက်သွားမလဲဆိုတာကိုဒီရှင်းလင်းတန်ဆက်မှုမှာအတူတူကြည့်သွားကြရအောင်ဒီတင်ဆက်မှုရဲ့အထက်အိုင်ဒီယာကို Aristotle ရဲ့စကားတစ်ခုနဲ့ဆက်လိုက်ချင်တာတယ်။သူကဘာပြောခဲ့လဲဆိုတော့ထူးချုံမှုဆိုတာတခါတည်းလုပ်တဲ့အလုပ်ရမဟုတ်ဘူး။ဒါဟာအလျက်အချင်းတစ်ခုပဲတဲ့ ဆိုတော့ကဒါဟာတရက်နှစ်ရက်နဲ့ဖြစ်လာတဲ့အရာမျိုးမဟုတ်ဘူးပေါ့နေ့စဉ်နေ့တိုင်းလုပ်နေတဲ့တိတိမောမွားလေးတွေနဲ့တဖြည်းဖြည်းတည်ဆောက်ယူရတဲ့အရေးတွေတခုပါပဲကဲပထမဆုံးအိမ်နေနဲ့လीကျွန်တော်တို့ထဲကတော်တော်များများညွတ်ခနဲ့ဆိုကြားသွားတတ်တဲ့ထောင်းချုပ်တခုအကြောင်းပြောကြည့်အောင်အဲ့ဒါကတော့ပြည့်စုံမှုဆိုတဲ့ perfectionism ကို life ဖန်နေတာပါပဲဒီအတွေ့ကကျွန်တော်တို့ကိုရှေ့ဆက်ထိုင်းမဲ့အစားဘလို့နောက်ပြန်ဆွဲထားတတ်တယ်လဲဆိုတာကြည့်လိုက်ကြစို့ဒီနေရာမှာတိတ်ကိုအရေးကြီးတဲ့ကြွားချချက်တခုရှိနေပါတယ် ပြည့်စုံမှုကိုပန်းတိုင်ထားလိုက်ပြီဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဘယ်တော့မှမရောက်နိုင်တဲ့နေရာတစ်ခုကိုလိုက်နေရတယ်လို့ပဲအမားသေးသေးလေးတစ်ခုလုံးမိတာနဲ့ကိုကိုကိုအဖြစ်တင်တော့တာပဲစိတ်တက်တီကြတော့ဒါပေမဲ့ထူးချုံမှုကိုပန်းတိုင်ထားတာကတော့လုံးဝမတူဘူးဒါကတိုးတက်မှုကိုအားပေးတယ်နေ့တိုင်းစူးစမ်းမှုတိုင်းကို အတိအပယ်ရှိစေတယ်လေအခုပြောမယ့်အချက်ကနည်းနည်းတော့ရှုပ်ထွေးတယ်လို့ထင်ရနိုင်တယ်ပြည့်စုံမှုဆိုတာတကယ်တော့မရှိပါဘူးဒါပေမဲ့ အဲ့ဒီမရှိတဲ့အရာကိုအကောင်းဆုံးဖြစ်အောင်မလျှော့တန်စူးစမ်းအားထုတ်ခြင်းကပဲကျွန်တော်တို့ကိုထူးချွန်မှုဆိုတဲ့တကယ်တန်ဖိုးရှိတဲ့အချင်းဤစီကိုတွန်းပို့ပေးနိုင်တာပါ။တနည်းပြောရရင်ဘန်းတိုင်ကမရှိပေမဲ့အဲ့ဒီဘန်းတိုင်စီတွားနေတဲ့ခီရီးကတန်ဖိုးရှိနေတာပေါ့။ကဲဒါဆိုရင်ပြီးဆုံးမှုဆိုတဲ့ထောင်ချောက်ကိုရှောင်ပြေးပြီဆိုတော့ကျွန်တော်တို့ဘေးအရာကိုအာရုံစက်လာမလဲ။အဖြေကရှင်းရှင်းလေးပါ။အလေးချင်းပါပဲ။ ထူးချွန်မှုဆိုတာတညတဲ့နဲ့ဖြစ်လာတာမျိုးမဟုတ်ပဲနေ့စဉ်ဖြစ်လို့တဲ့တတိရှိရှိဆုံးဖြတ်ချက်တွေနဲ့ဂတိကိုဝတ်တွေရဲ့ရလဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်လေထူးချွန်မှုဆိုတာတောင်ထေးကိုရောက်သွားတာနဲ့မတူဘူး။ဒါဟာတောင်ကိုတက်နေတဲ့ခီးစဉ်တစ်ခုလုံးနဲ့ပိုးတူတယ်။နေတိုင်းခြေတလန်းချင်းတက်နေရသလိုပေါ့။အမြဲတမ်းပိုးကောင်းအောင်ပိုးတော်အောင်ကြိုးစားနေတဲ့ဘယ်တော့မှမပြီးဆုံးတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ထူးချွန်တဲ့ဘဝတစ်ခုရဲ့အဓိကလက္ခဏာတွေကိုအသေးစိတ်လေးကြည့်ကြရအောင်။ပထမဆုံးကတော့ ဒါဟာဆုံးဖြတ်ချက်တစ်ခုပါပဲနေတိုင်းရွေးချယ်ထားတဲ့အရာတစ်ခုပေါ့နောက်တစ်ခုကဒါဟာပြင်ဆင်မှုထဲမှာတည်ဆောက်ရတာပါလူတွေမမြင်တဲ့နောက်ွယ်ကစ조사မှုကြီးကအရေးကြီးဆုံးပဲပြီးတော့လေအခက်ခဲတွေဆိုတာကျွန်တော်တို့ကိုချိုးဖျက်ဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့တကယ့်အရေးအသွေးကိုဖော်ပြဖို့အတွက်ပါနောက်ဆုံးအနေနဲ့စနေစီထားအားနေရတာကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ကိုကျင့်တရားအားနေမှုအဖြစ်ကိုပါပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသတိပြုရပါမယ် ဒီမသွေးရောက်သေးတဲ့ဆင်ခဲဥပမာကတကယ်ကိုအားရှိစရာကောင်းပါတယ်။ကျွန်တော်တို့အားလုံးရဲ့အသွင်းထဲမှာတောက်ပနိုင်တဲ့အရေးချင်းတွေအလားအလာတွေအပြည့်ရှိနေတယ်။ဒါပေမဲ့ဇွဲလုံးလာနဲ့စ조사အားထုတ်မှုဆိုတဲ့သွေးကြောင့်နဲ့မထီးသွေးမချင်းအဲ့ဒီတောက်ပမှုကအပြင်ကိုထွက်လာမှာမဟုတ်ပါဘူး။အခွင့်ချမ်းအောက်မှာတကယ်တန်ဖိုးကရှိနေတာပါ။အခုထူးချွန်မှုစီတွားတဲ့လဲမှာမရှိမဖြစ်လိုအပ်တဲ့အခြေခံအုံမြစ်တစ်ခုဖြစ်တဲ့ ဘဝရဲ့များတမှုအကြောင်းကိုပြောပြမယ်ဥပမာလေးတစ်ခုကိုကြည့်လိုက်ရအောင်။ဘာလို့လဲဆိုတော့ကိုဘဝဆိုတဲ့ပုံလင်းအထဲမှာဘာကိုအရင်ဖြစ်မလဲဆိုတာကအရေးအကြီးဆုံးဖြစ်နေလိုပါပဲ။ဒီဥပမာကိုနားလည်ဖို့အထက် ပထမဆုံးစက်ကောင်ဖြီတဲ့ mayonnaise berlin ကဘာကိုကိုစားပြုတ်တယ်လဲဆိုတာကိုကြည့်ရမှာမယ်။စိတ်ထဲမှာမြင်အောင်ကြည့်လိုက်ပါ။ဒီ berlin ကကျွန်တော်တို့ရဲ့ဘဝပဲ။ကျွန်တော်တို့ရဲ့အချိန်နဲ့စိုင်းအင်တဲ့ရဲ့ကန့်သက်ချက်တစ်ခုပေါ့။ကဲဘိုလင်းကိုဖြည့်ကြည့်ကြအောင်။ ပထမဆုံးအရေးကြီးဆုံးအရာတွေဖြစ်တဲ့ဂေါ်သီလုံးတွေကိုအရင်ထည့်မယ်။ဒါတွေကမိသားစုကျမရေတကယ်ချင်းညီလိုအရာတွေပေါ့ပြီးတော့မှနေရာလွတ်တည်တဲ့ကိုကြောက်စရစ်ခဲတွေဖြစ်ထဲမယ်ဒါကတော့အလုတ်တို့အိမ်တို့ကားတို့လိုအရေးပါတဲ့အရာတွေပေါ့နောက်ဆုံးကြမှဂျန်နစ်နေရာလက်မှန်တများကိုတဲတွေနဲ့အပြည့်ဖြစ်လိုက်မယ်ဒါတွေကတော့နေစဉ်ဘဝကတည်တည်မွမွခိစားတွေပါပဲဒီဥပမာရဲ့အဓိကသင်ခန်းစာကကြီးမပါပဲစဉ်းစားကြည့်လေ အကြွေသားကျွန်တော်တို့ကသဲတွေကိုအရင်ထည့်လိုက်မယ်ဆိုရင်အရေးကြီးဆုံးအရာတွေပဲတဲ့ကောတီလုံးတွေအတွက်နေရာပဲရှိတော့မလဲမရှိတော့ဘူးဒါဖြစ်ဆောင်လေးပေါ်ကတစ်ခုကိုတီးဆောက်ဖို့အတွက်ဦးစားပေးအရာတွေကိုမှန်မှန်ကန်ကန်သတ်မှတ်ဖို့ဘလို့အရေးကြီးတယ်လေဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါပဲဒါပေမဲ့ဒီဇလန်ကဒီမှဒီမပြီးသေးပါဘူးကျောင်းသားတယောက်ကထမင်းလိုက်တဲ့မိခွန်းတကူကဒီဥပမာကိုပိုပြီးနှဆိုင်တဲ့အတဲ့ပဲတကူထပ်ပေးလိုက်တယ်သူကဗာမေးလိုက်စလဲဆိုတော့ဆရာကပြန်ဖြေလိုက်တယ် ဘယ်တော့ပဲဘဝကပြည့်နေတယ်လို့ထင်ရပါစေ။တငယ်ချင်းတင်းအောင်နဲ့ကော်ဖီဒီခွက်အတူတူတောက်ဖို့အချိန်ကတော့အမြဲရှိပါတယ်တဲ့။ဒါကျွန်တော်တို့ရဲ့ဘဝခင်းဦးမှာလူမှုဆက်ဆံရေးတွေချစ်ခင်ရင်းနှီးမှုတွေကဘလောက်တောင်အရေးပါတယ်လဲဆိုတာကိုမိမောင်းထိုးပြနေတဲ့နှွေးထွေးရဲ့သင်ခန်းစာလေးပါပဲ။ကဲအခုလောက်ဆိုရင်အတွေ့အခေါ်ပိုင်းဆိုင်ရာအခြေခံတွေကိုတော့တော်တော်လေးနားလည်တော့ပြီပေါ့နော်။အခုလက်တွေ့ကြကြလှုပ်ဆောင်နေမဲ့ချက်လက်ဒီစီကိုကူပြောင်းကြည့်ကြရအောင်။အခု ထိုးချုံမှုဆိုတဲ့အလေးကျင့်ကိုနေ့စဉ်ဘဝမှာတကယ်လက်တွေ့ကျင့်သုံးနိုင်ဖို့ခိုင်မာတဲ့လမ်းညွန့်ချက်၈ချက်ကိုတစ်ခုချင်းစီကြည့်တော်ကြမယ်။ပထမအချက်အစုကတော့အရာအလုံးရဲ့အခြေခံထိတဲ့ကျွန်တော်ရဲ့အတွင်းပိုင်းစိတ်နေစိတ်ထားနဲ့သက်ဆိုင်ပါတယ်။ဆိုလိုလာကကိုလုတ်တဲ့အလုပ်တိုင်းမှာရည်ရွယ်ချက်ကိုရှာဖွေတာတို့တီးချင်စိတ်နဲ့မေးခွန်းနေထုတ်တာတို့ကိုကိုကိုရောတခြားသူတွေကိုပါလေးစားမှုထားတာမျိုးတွေကထူးချွတ်မှုအတွက်ခိုင်မာတဲ့အုံမြင့်ကိုချက်ပေးတာပါပဲ။ စိတ်နေစိတ်ထားမှန်ကန်သွားပြီဆိုရင်တော့လက်တွေ့လောက်ဆောင်ရမယ့်အပိုင်းကိုရောက်ပါပြီ။ဒါကပါလေလဲဆိုတော့ကိုယ့်ရဲ့တက်တောင်တက်တာဇုံကနေရဲရဲကြီးထွက်ပြီးစွန့်စားလောက်ဆောင်တာမျိုးပေါ့။အမားလုံးမိမာကိုမကြောက်ဖို့ကအရေးကြီးဆုံးပဲ။အမြဲတမ်းမထားရမှာကကျွန်တော်တို့ကပြေဆောင်မှုကိုလိုက်ဖမ်းနေတာမဟုတ်ပဲထူးချုံမှုကိုတီးဆောင်နေတာဖြစ်ပါတယ်။ကဲနေကုန်းချုပ်အမြင်နဲ့ကျွန်တော်တို့လှုပ်ထက်အလုပ်တိုင်းကို ဘလို့ရှုမြင်တင်တယ်လဲဆိုတော့အစွမ်းထက်တဲ့ idea တခုနဲ့အဆုံးတက်ကြအောင်ကိုလှုပ်လိုက်တဲ့အရာတိုင်းဟာကိုရဲ့နာမည်ကိုထိုးထားတဲ့လက်မှတ်တခုလိုပါပဲဒါဟာကိုရဲ့ထူးချွန်မှုပေါ်ထားတဲ့ကတိကဝတ်ကိုဖော်ပြနေတာပါနာမည်ကြီးနီးပြ Vince Lombardi ရဲ့စကားတခွန်ရှိပါတယ်လူတယောက်ရဲ့ဘဝအရေးတွေးဟာသူရွေးချယ်ထားတဲ့နယ်ပယ်ကိုမခွဲခြားဘဲထူးချွန်မှုအပေါ်ထားတဲ့သူရဲ့ကတိကဝတ်နဲ့တည့်ရဲ့အချိုကြပါရတယ်။ဒီစကားကတစ်ကိုအားကောင်းပါတယ်။ ကိုကအနုပညာရှင်ပဲဖြစ်ဖြစ်အာကစားသမားပဲဖြစ်ဖြစ် ရုံးဝင်ထမ်းပဲဖြစ်ဖြစ်ပါပဲလုံးလုံးအရေးမကြီးပါဘူးထူးချွမှုအပေါ်ထားတဲ့ဂရိကဝကပဲဘဝရဲ့အရေးသွေးကိုအဆုံးဖြတ်ပေးတယ်လို့ပြပြတော်သားပြောနေတာပါဒီအချက်ကအပေါ်ကအချက်ရှိချက်လုံးရဲ့အနှစ်ချုံးလို့ပြောလို့ရပါတယ်နောက်ဆုံးမှာတော့လေစကလုံးနေထက်လောက်ရက်ကပိုပြီးအတန်းကျဲပါတယ်ကျွန်တော်လည်းလုံးဆောင်ချက်ဒီကသာတကယ်ဖြေပါပဲဒီတော့နောက်ဆုံးနေနဲ့ကိုကိုကိုဖန်မိအရမဲ့မေကုံးတစ်ခုနဲ့ပဲညီကုံးချုပ်လိုက်ပါစေ ဒီနေ့မှာကျွန်တော်တို့တွေဘယ်လိုမျိုးအကောင်းဆုံးလက်ရာတစ်ခုကိုဖန်တီးကြမလဲ။